အမေမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းထွတာပဲဖြစ်ပါတယ်ဂျွန်လာတလစာတောက်ကြာသတိများအတွက်တလစာဟောစရန်နဲ့ရရတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တောက်ကြာသတိများအနေနဲ့ဒီလမှာပေါ့နော်ဘာပဲလွတ်လွတ်ဘာပဲကြိုင်ကြိုင်တစ်တေချာချာစဉ်းစားဆုံးဖြတ်ပြီးမှလောစရာရှိရာကိုလုပ်တက်ပါတယ် နော်စိတ်လိုက်နံပါဆုံးဖြတ်ပြီးတော့မှလုံးလိုက်တဲ့အရာမျိုးကြောင့်မလို့နောက်သားရစရာမျိုးတွေစိတ်ညစ်စရာမျိုးတွေစိတ်ပင်ပန်းစရာမျိုးတွေအနာအနာကက်မှာကြုံတွေ့ရဖို့ရှိပါတယ်အဲ့တော့ဒီလမှာအယမ်းစိတ်တူပြီးတော့အယမ်းစိတ်ညစ်ပြီးတော့အယမ်းစိတ်ပင်ပန်းပြီးတော့မှမှားယွန်းစွာဆုံးပြတ်ချက်ချလိုက်တဲ့အရာတွေရှိတတ်တာမလို့ဒီလမှာတိုင်းလောက်လေးပေါ့စိတ်လေးကိုရှော့ပြီးတော့လှုပ်စရာရှိရာလေးလှုပ်ပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေအနေနဲ့ဆိုတော့ဆုံးပြတ်ချက်မှန်မှန်ကန်ကန်နဲ့ မွေသိမ်းမွေသိမ်းမွေနှုတ်မှန်ကန်တာမလို့အကျိုးမြတ်ကောင်းတဲ့ကာလမှာရရှိတတ်ပါတယ်။နောက်နှောင်နှိမ့်ကြံ့ကြာနေတဲ့လုပ်ငန်းတွေအလုံးကြိုင်တွေဒီကာလမှာလုံးဝလုံးဝအဆင်ပြေသွားဖို့ရှိပါတယ်။မိမကြန့်ကြာပြီးတော့ပိတ်ဆို့နေတဲ့ကိစ္စရတဲ့ကာဒီလာမလုံးဝအေးအေးဆေးဆေးနဲ့ပြီးမြောက်သွားတာမျိုးကျွန်တော်ရဖို့ရှိပါတယ်။နောက်ပြီးတော့မိမိလျော့လျော့နဲ့လှုပ်ထားတဲ့အရာလေးတွေအားလုံးဒီကာလမှာ ပြန်ပြီးတော့ပြန်ပေါ်လာပြီးတော့အဲ့ကိစ္စကိုဆောင်ရွက်မယ်ဆိုရင်လည်းအစိမ့်ပြေပြေချုံးမွေးလို့ရတာမျိုးလည်းတွေ့ရပါတယ်။ ောက်ပြီးတော့မိမိရဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ပြီးတော့အောင်မြင်မှုတွေအဆင်ပြေမှုတွေကိုကျော်လို့ရပါတယ်။ပြောရမယ်ဆိုရင်တော့အရှိလာတွေမှာပေါ့နော်မိမိမှာပြင်းမှန်းလာမျိုးစိတ်အီးဆင်းရဲခြင်းဟိုကိုယ်ရေးဆင်းရဲခြင်းကြုံတွေ့ရမျိုးရှိတတ်ပါတယ်။အဲ့တော့ဒီလမှာအားအရာတွေကိုကျော်ဖြတ်ခြင်းတယ်ဆိုမိမိကမိမိရဲ့စိတ်ထဲမှာမိမိရဲ့စိတ်ကရှိနေတဲ့အတွေးဆိုးတွေအတွေးမှားတွေတော့မဟုတ်ရင်မိမိရဲ့ရှိနေတဲ့အတွေးတွေကိုဖယ်ရှားရှိရဖယ်ပြီးတော့ ကြောင်းရတစ်ခုခုအရာတစ်ခုခုပေါ်မှာစိတ်လေးနှစ်ပြီးတော့လှုပ်လိုက်မယ်ဆိုရင်တော့အဲ့ခက်ခဲတွေကသူ့အတူပြီးသွားလိမ့်မယ်ချိန်တိုင်းပြီးစရာရှိရတော့ပြီးသွားမယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဒီကာလမှာတော့ပါလဲဆိုတော့မိမိကဒီအခြေရေးတွေအခြေရေးတွေကြောင့်တော့စိတ်ဤတော်ခါရောက်လာခြင်းပြင်ပရခြင်းဖြစ်တတ်တယ်မိရဲ့ချစ်သူလက်ရှိရှိနေတဲ့ချစ်သူရေးစားရင်းနဲ့ပတ်သက်ပြီးတော့စကားအဆင်မပြေရာမျိုးနောက်ပြီးတော့သူနဲ့ပတ်သက်လို့နဲ့ပတ်သက်ပြီးတော့မိမိမှာပြောရဆိုရတာရှင်းရနေရတဲ့အာဟာရနဲ့ပတ်သက်ပြီးတော့ပင်မရတာမျိုးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုး ဟိုအခြေရေးကြောင့်မလို့ချစ်သူကြောင့်မလို့မိမိမှာမိရဲ့လုပ်နေတဲ့ဒေါငန်းဆန္ဒတွေအားလုံးကလွယ်လွယ်မှမှဖြစ်တာမျိုးဖြစ်တဲ့တဲ့အကြောင်းဒီကာလမှာအခြေရေးတွေမှာခက်ခဲကြုံရပြီဆိုတာနဲ့ရှင်းမနေပါနဲ့ခဏလောက်လေးမသိကြအောင်ဆောင်ပြနေကြရှိရနေလိုက်ပြီးတော့သူ့အကြောင်းညာနေတော့သူ့ပြီးလဲပြီးလဲသွားလိမ့်မယ် ရှင်းလေလေပြီးသွားမယ့်ကိစ္စလေးလည်းမဟုတ်ဘူးလို့ပြောနှုတ်လေးနဲ့ပြောချင်တယ်။နောက်လားနယ်မှုရှိရှိခလေးမဆန်ပဲဖြေရှင်းမယ်ဆိုတော့အခြေအကောအိမ်တော်ယူကလုံးဝစီမပါဖို့ရှိတယ်။လားနယ်မှုမရှိဘဲနဲ့တယောက်တယောက်မရှင်းနိုင်ဘဲနဲ့မလင်းနိုင်ဘဲနဲ့ညနေချင်းမဆိုင်နိုင်ဘဲနဲ့ဆိုတော့ပြီးပြက်လာမှပြီးမှာမဟုတ်ဘူး။အဲ့ဒါမပြီးဘူးဆိုတော့ဘာမှလုပ်လို့မရဘူးကျွန်တော်လေးနဲ့ပြောချင်တယ်ပေါ့နော်။ဒီကာလမှာဒီလုံးဝဟိုဘယ်လိုခေါင်းဆိုအကျွေးအကျွေးလုံးဝလုံးဝမပေးပါလုံးဝဘသူ့ကမှမချီးပါနဲ့ဘသူ့ကမှမပေးပါနဲ့ကျွန်တော်လေးနဲ့ပြောချင်တယ်။နောက်တစ်ခုကျတော့ဘာလဲဆိုတော့ဒီ မိမိကစာချုပ်စာတမ်းလက်မှတ်ထိုးရမယ့်အရာတွေသူတပောက်ကိုတာဝန်ခံရမယ့်အရာတွေရှိတယ်ဆိုရင်တော့တတိကြီးကြီးထားပြီးတော့လုပ်ပါတတိကြီးကြီးထားပြီးတော့ဆောင်ရွက်ပါတော့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဒီကာလမှာအဲ့အရာတွေကနေမိမိကိုနင်းချေလို့ရမယ်ပြက်နာတယ်မိမိကိုနင်းချေလို့ရမယ်အခက်အခဲတွေကြုံတွေ့ရဖို့ရှိပါတယ်နောက်ပြီးတော့ဒီမိမိရဲ့တပည့်သားမျိုးတွေလက်အောက်ငယ်သားတွေကြောင့်မလို့မိမိကတော့ခါရောက်ရတာမျိုးတွေသူတို့ကြောင့်သူတို့ရဲ့ပြက်နာတွေကိုမိမိကဖြေရှင်းရတာမျိုးဒီကာလမှာကြုံတွေ့ရဖို့ရှိပါတယ် နောက်ပြီးတော့လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအသစ်တွေကိုလုပ်မယ်လို့ယူရတဲ့ဆိုဒီကာလမှာလုပ်ပါဆောင်ရွက်ပါနောက်ပလန်အသစ်တွေချမယ်ဆိုဒီကာလတည်းလုံးဝလုံးဝပလန်အသစ်တွေချပြီးတော့စီးပွားရေးကံကောင်းဖို့လူမှုရေးကံကောင်းဖို့လုပ်တင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးကာလမှာလူချစ်လူချစ်လူခင်အရန်များလာမယ်မိမိကိုကူညီမဲ့သူတွေမိမိကိုမားဆမဲ့သူတွေမိမိရဲ့အခက်အခဲတွေကိုဖြေရှင်းပေးမဲ့သူတွေများလာတတ်တယ်အကြံမလို့မိမိကမပျော်တဲ့အရာတွေရှိနေတာမှာဘေးရမိမိကိုပျော်စေမလို့ဘေးရမိမိကိုဟိုစိတ် ဟိုတက်တာမှုဖြစ်စေမလဲဆိုတာတွေးပြီးတော့ပျော်သင့်ပျော်ထိုက်တဲ့နေရာမျိုးမှာပျော်ကြရှိရပျော်ရခြင်းအားဖြင့်မိမိရဲ့အခက်အခဲတွေပြေလည်သွားပါလိမ့်မယ်မိမိရဲ့စိတ်အနှောက်အယှက်တွေကင်းသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးတော့ကျမ်းမာရင်နေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ထိကိုက်ရှာနာမျိုးဖြစ်တာမျိုးနောက်ဆိုင်ကဟိုချစ်မိတာမျိုးရှာမိတာမျိုးနောက်ဆိုင်ကအတိုက်ခံမိတာမျိုး တော့မတော်မဆမှုတွေဖြစ်တာမျိုးတသေးရနေကြီးကြီးကြီးဖြစ်ပေါ်တတ်တယ်အားကြောင့်တနင်္ဂနွေလောက်လေးတတိထားပေးပါတော့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်တစ်ခုကျတော့ပါလဲဆိုတော့ယောက်ျားလေးများအနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ဒီလိန်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးရောပြက်နာလေးမျိုးလေးတွေဖြစ်ပေါ်တတ်တယ်မိမများအနေနဲ့လည်းအဒီအမျိုးသမီးဒီနော်ဒီလိန်စိတ်နဲ့လိန်လိန်နဲ့ပတ်သက်တဲ့ယောဂါမျိုးတွေဖြစ်ပေါ်တတ်အောင်တွေ့ရပါတယ်ခင်ဗျာအဲဒီကာလမှာတလားတာကာလပတ်လုံးမှာပေါ့နော်ဒီ အရာအလုံးကိုအအောင်မြင်မြင်နဲ့အဆင်ပြေပြေနဲ့သွားကျင်တယ်ဆိုရင်တော့စိတ်လေးကိုရှော့စိတ်လေးကိုရှော့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 ပြီးတော့အေးလေးလေးပဲဖြတ်တမ်းပါအေးလေးပဲသွားပါကဲရရရာနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမိမိရဲ့အိမ်မှာရှိနေတဲ့ဖယားမှာပေါ့နော်ဒီအချိုရီအချိုရီပေါ့နော်အချိုရီဆိုတဲ့နေရာမှာလိမ်မော်ရီပေါ့နော်လိမ်မော်ရီအချိုရီကိုကတ်လူပေးပါဆူတောင်းပေးပါအခက်အခဲတွေကင်းပြောက်ပါစေဆိုပြီးတော့ဆူတောင်းပေးပါအားလုံးပဲအဆင်ပြေပါစေဂျွန်လာမှာ okay ဆိုပြီးအောင်မြင်မှုတွေ ပိုက်ဖိပိုက်နိုင်ပါစေကြောင့်လည်းဆုတောင်းပေးပါတယ်